ဆိုတော့ကျွန်တော်တို့ဒီနေတို့ရဲ့ဝါဒပြန်ရုပ်ရှင်လေးထွက်လာတာအတူတူလေးကောင်းတယ်လို့ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်။ဘာကြောင့်လဲဆိုတော့အာဒီຫນွေဥတော်လိုင်းရင်အားစုຫນွေဥတော်လိုင်းရင်အားစုလို့တော့မသုံးချင်ဘူးပေါ့လေနော်။ UNG လက်အောက်ကနယ်လပင်းတုံးတွေရဲ့မျက်နှာဖုံးတွေကကွာကျသွားတယ်လို့ပြောလို့ရတယ်နော်။ရခိုင်တွေပေါ်မှာတော့နားလေပါပြီ။အရန်ချစ်ပါပြီ။လေးစားပါပြီ။တော့အာရခတက်တော်ကိုအားကိုးပါတယ်။လေးစားပါတယ်ဆိုတော့ဒီမျက်နှာဖုံးတွေကဒီနေရာမှာကွာကျသွားတယ် နော်စစ်ကောင်စီရဲ့ဝါဒဖြန့်တာကတော့အောင်မြင်တယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီလူဦးတော်လိုင်းရင်အားစုတွေနဲ့ကျွန်တော်တို့တွေအာရခတ်တက်တော်တော်မတုံမှုတွေနေရာမှာရခိုင်တွေနဲ့လို့ပဲတုံနော်ရခိုင်တွေနဲ့ကြားမှာပလိပခလို့လို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့နော်လူမျိုးရေးဘာဘာညာညာပေါ့လေနော်အဲဒါမျိုးတွေအသွင်နေနေဆောင်သွားတယ်ဆိုတော့ဓာတွေနဲ့တောင်မှပြီးသွားဆိုတော့မပြီးသေးဘူးရခိုင်တွေကတော့အေးရအေးကြောင့်ပဲနော်နေတို့ပုံမှာယုံကြည်မှုအပြည့်အဝရှိတယ်ဒီကောင်ကတော့အာ စစ်ကောင်စီနဲ့အဲလက်ဝဲခံမဟုတ်ဘူးဆိုတာအပြည့်အဝယုံကြည်တယ်နော်ဘာကားပဲထွက်ထွက်ကျွန်တော်တို့အပြည့်အဝယုံကြည်တယ်နော်နေတော့ပေါ်မှာအပြည့်အဝယုံကြည်တယ်ကျွန်တော်တို့မယုံကြည်တဲ့ဒေါက်တာအေးမောင်တို့နော်အာဆိုမရတာဇာလင်းတို့ဆိုကျွန်တော်တို့ပြောတာပဲဒီကောင်ကတော့စစ်ကောင်စီနဲ့ပေါင်းသွားတဲ့ကောင်ဆိုတာကျွန်တော်တို့အတီးပြူးပြီးပြီဆိုလို့ရှိရင်နော်ဘာမှအင်အားစုတွေလည်းဆဲကြတာပဲနော်ကျွန်တော်တို့ဘာမှမပြောဘူးနော်စေမင်းတို့လေးဆဲကတော့လေးဆဲဆဲတာပဲနော်အဲ့ဒါကောင်းတယ်ဆိုတော့ဒီနေတို့နဲ့ပတ်သက်တဲ့ခါကျတော့တစ်ဖက်သက်ဆန်လုံးကြီးတယ် အနုပညာရှင်တွေအများကြီးထဲမှာမှနေတိုးကိုပဲဥတည်ပြီးတော့ဆေးကြတာနော်ဘုန်းကြီးတွေရောလူတွေရောအကုန်ဆေးကြတာဆိုတော့ဒါအာကြည့်မယ်ဆိုလို့ရှိရင်နေတိုးအပေါ်မှာဘယ်လောက်တော့အငုံစိတ်တွေအမုန်းတရားတွေဘယ်ကလေးကရှိနေတာလဲဆိုတာချက်ချင်းမြင်နိုင်တယ်နော်ချက်ချင်းမြင်နိုင်တယ်ကျွန်တော်တို့နားလေထားမှာကဒီစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့ရုပ်ရှင်ပေါ်မှာကျွန်တော်တို့ဘာတွေမှခံစားနေစရာအကြောင်းမရှိဘူးနော်စစ်ကောင်စီကသူရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်အောင်မြင်ဖို့အတွက်သူလုပ်တယ်ဒါသူ့အလုပ်ကိုသူလုပ်တယ်ဟုတ်တယ်မလား ကျွန်တော်တို့ target ထားရမှာကကျွန်တော်တို့ focus ထားရမှာကဒီစစ်ကောင်စီကိုဖြိုးရှားဖို့ပဲ focus ထားရမှာเนาะ focus ထားရမှာဒါအရေးကြီးဆုံးပဲဟာအရေးကြီးဆုံးပဲသူကသူဟိုရွေးကောက်ပွဲကျင်းပပြီးလို့သမထပဲတက်လို့လို့ဒါသူ့ရဲ့ကိစ္စเนาะသူရွေးကောက်ပွဲကျင်းပလို့သမထဘယ်နေရဖြစ်မလဲပေါ့เนาะတရဖြစ်နေဖြစ်မယ်တပတ်ဖြစ်ဖြစ်မယ်တလားဖြစ်နေဖြစ်မယ်ပေါ့เนาะကျွန်တော်တို့စူးစမ်းနေရမှာဒီစစ်တပ်ကိုဖြိုးရှားဖို့ပဲစစ်ကောင်စီကိုဖြိုးရှားနိုင်ဖို့ပဲ focus ထားမှာဒါအရေးကြီးဆုံးပဲဆိုတော့ကျွန်တော်တို့လက်ရှိဒီ အဲလိုမျိုးစစ်ကောင်စီဘောမှာထားမဲ့ဒီရည်ရွယ်ချက်ပေါ့လေကိုယ့်ရဲ့ရည်မှန်းချက်ကိုအဓိကဥပဒေမထားဘဲနဲ့ဒီဝါဒပြန်ရုပ်ရှင်လေးတခုထွက်လာတဲ့အပေါ်မှာဇလန်တိုလေးအပေါ်မှာနေတိုးကိုမုံတီးတဲ့နာကျင်တဲ့စိတ်တွေကယုံလုံးပေါ်လာတယ်နော်ရခိုင်ပြည်သူတွေဒီကြားထဲမှာဒီလောက်နေတိုးဘက်ကနေကာဝေးပြီးပြောနေတဲ့ကြားထဲကနေပြီးတော့မရက်တတ်နိုင်တော့အောင်ဖိုးကြီးတွေရောအခုထက်ပြီးတော့ဆဲရာမှပတ်ဆက်တယ်နော်အဲ့တော့ຫນွေဥတော်လိုင်းရေးဆရာတော်ဆိုပြီးတော့ဒါပြည်သူတွေဘက်ကရက်တာကတော့ကောင်းပါတယ် နော်နေဦးတော်လန်ရေးအကြောင်းပြုပြီးတော့ပြည်သူတွေဘက်ကရက်တည်တဲ့စကားတွေပါနေပြောတယ်ဒါအမတန်ကောင်းပါပါလေဒါမဲ့ဘုန်းကြီးတစ်ပါးအနေနဲ့ပရုသဝါဇစကလုံးတွေနဲ့နော်ကျင်းဝတ်တိတ်ခါတွေရောဘာမှမရှိတော့နော်ရဟန်းတိတ်ခါတွေအကုန်မေ့ကုန်ပြီနော်ပါရာဇီကကြားတဲ့အသုံးလုံးတွေနဲ့ပြောဆိုရတယ်နော်ဆိုတော့ယဟန်တိတ်ခါတွေမေ့ကုန်ပြီဆိုတော့ရှိတော့ဒါကပါရာဇီကကြားတဲ့ပုံပေါ်အနေနဲ့အဲသာသနာတော်ကနေပြီးတော့အပြစ်ပေးလိမ့်မယ်နော်ပြစ်ပေးလိမ့်မယ်ဆိုတော့ဒါဒီဒီရဟန်းကတော့ဖြည်းဖြည်းတူတူပြောစရာမလိုတော့ဘူး အဲနောက်တစ်ချက်ကအာဒီရန်ကုန်က UG တို့လက်နက်ကင်အင်အားစုအဖွဲ့ပေါ့လေနော် UG အဲ့ဒီ UG တို့ပါလို့ဆိုတာကတကယ်တော့အာဒီလက်နက်တို့ကင်ထားတယ်ဒါပေမဲ့တိုလန်ရေးလုပ်တဲ့အဖွဲ့အစည်းမဟုတ်ဘူးရန်ကုန်မှာဒီကောင်တွေခပိုင်းနိုင်တွေအများကြီးမွေးထားတာခပိုင်းနိုင်တွေမွေးပြီးတော့အာခပိုင်းနိုင်ခိုင်းထားတယ်ခပိုင်းနိုင်လို့ရလာတယ်ဖုံးတွေဆိုလို့ရှိရင်ဒီကောင်တွေအဲပြန်ပြီးတော့ရွေးခိုင်းတယ်ပေါ့လေနော်ဖုံးဆက်ကြည့်လိုက်ခပိုင်းနိုင်ပါသွားပြီဆိုဖုံးဆက်ကြည့်လိုက် ဖုံးဝင်ဖုံးဝင်တယ်ဖုံးကင်တယ်ပက်ဆန်နဲ့လာရွေးပါဆိုလို့ရှင်အားအဲ့ဒီကောင်တွေပဲနော်အဲ့ဒီကောင်တွေလုံးစနေတဲ့ကောင်ရဲ UG တို့အဲ့ဒီအုပ်စုတွေနော်မင်းတို့ရန်ကုန်ကလည်းနဲ့ကင်တယ်အဲခပိုင်းနယ်လို့ဖုံးကင်ပြီဆိုလို့ရှင်အားအဲ့ဒီကောင်တွေအုပ်စုပဲနော်ဖုံးမကင်ဘူးဆက်ပိတ်သွားပြီဆိုလို့ရှင်ဒါအပြင်ကခပိုင်းနယ်ပဲနော်အဲ့ဒါဒါပေမဲ့ရန်ကုန်ကပြည်သူတွေကကြောက်ပြီးတော့ဒီကောင်တွေကိုစစ်စစ်ကောင်စီကိုလည်းကြောက်ရဒီကောင်တွေကိုလည်းကြောက်ရတယ်ဘာမှမပြောတာเนาะအဲ့ဒါတခုလက်ဖြစ်တဲ့ကိစ္စမှာနေတော့ဘယ်လောက်မုန်းလဲဆိုတာ statement ထုတ်တာတော့မ နေတိုးရဲ့ရှေ့မှာစကလုံးဆေးပြီးတော့ထုတ်တာเนาะဒါလက်နက်ကန်အားစုမဟုတ်ဘူးเนาะဂုံတိုက်ကမရှိဘူးပြီးလို့ရှိရင်ကျင်းဝတ်တိုက်ခါနိုင်လည်းမညီဘူးเนาะမင်းတို့နိုင်ငံရေးအားစုမဟုတ်เนาะအဲ့တော့ခပိန်းတွေကခပိန်းတွေစကားပဲပြောတယ်ဟုတ်ပြီလားဆိုတော့နောက်တစ်ချက်ကအာဇန်ခီเจ้าကိုထည့်ပြောမယ်နေနေเนาะဇန်ခီကတော့တကယ်မြန်မာနိုင်ငံမှာတော်တော်အာဆင်းမြင်တဲ့ရုပ်ရှင်တွေရိုက်ခဲ့တယ်လို့ပြောရတယ်ကျွန်တော်တို့လည်းဒီကောင်းတွေကိုဇက်ကတွေကြိုက်တယ် နော်နောက်ပိုင်းလူငယ်မျိုးဆက်တွေကြားမှာပေါ့လေနော်ဇန်ခီရဲ့ရုပ်ချိန်တွေကတွေ့ယူပြီးတော့လူငယ်ဒါရိုက်တာတွေပေါ်ထွန်းလာမယ်အဲမြန်မာအနုပညာပေါ်ကားကနေပြီးတော့လို့ဆင်းမြင်တဲ့ရုပ်ချိန်ကားတွေရိုက်ကူးနိုင်ရနိုင်မယ်လို့ကျွန်တော်တို့လည်းမျှော်လင့်ခဲ့တာပဲလေနော်ဒီကောင်တော်တော်ကောင်းတယ်ဒါပေမဲ့ဒီကောင်ရေးတင်တဲ့ post နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိပ်ပေါ်ဝင်မကြဘူးဒီကောင်ကအမျက်ထုတ်တယ်လို့ပြောလို့ရတာပေါ့နော်နိုင်ငံရေးအမျက်ထုတ်တယ် ဘလို့အမျက်ထုတ်သွားလဲဆိုတော့နေတိုးကိုဘယ်ကတည်းကမုန်တီးနာကျင်နေလဲတော့မသိဘူးနော်မြန်မာပြည်မှာနေခဲ့တဲ့တစ်ချောင်းလုံးတော်တော်လေးမုန်တီးနေတယ်လို့တော့ထင်တယ်အဲမြန်မာပြည်ကနေဒီလိုမျိုးတွေဖြစ်လာမယ်ဒီလိုကြိုထွက်သွားတာဘာမှမပါဘဲနဲ့ဘာပါညာပေါ့လေနော်အောင်မြင်နေတဲ့အချိန်မှာအကုန်လုံးကြိုခိုင်းခဲ့တာပါညာနဲ့ရှောက်ပြီးတော့ပြောပြီးတော့လှုပ်ထားတယ်ဟုတ်လေနော်ဆိုတော့အဲ့ဒီကောင်ရေးထားတဲ့ post အရာဆိုလို့ရှိရင်မြန်မာပြည်ကနေပြီးတော့ဘောင်းပြီးဖင်ပေါင်းနဲ့ထွက်သွားတယ်လို့မျိုးပြောနေတာနော် တကယ်တော့မင်းတို့ကအမေရိကန်နိုင်ငံသားတွေလေမင်းတို့မိန်းမရောမင်းရောအမေရိကန်နိုင်ငံသားတွေလေနော်အမေရိကန်နိုင်ငံသားအမေရိကန်မှာအိမ်တွေခြံတွေတိုက်တွေကားတွေလုပ်ငန်းတွေနဲ့မင်းတို့ကြီးပွားချမ်းသာနေတာလေနော်ဘောင်းပြီးဖင်ပေါင်းနဲ့ထပ်သွားရင်လေဟိုမှာမင်းတို့ကငတ်ပြက်နေတာမှမဟုတ်တာနောက်တစ်ချက်ကမင်းတို့ရဲ့သားတော်မှနော်နောက်တစ်ချိန်မှာအမေရိကန်လိုနိုင်ငံမှာရွေးကောက်ပွဲတွေပါတယ်ဝင်ပြိုင်နိုင်တဲ့အဲဒီလိုအခွင့်အရေးမျိုးတွေရှိတဲ့သားတယောက်ကိုမင်းတို့မွေးထားတာလေနော်မင်းတို့ဘာကို ဖိပောင်းနဲ့ထွက်သွားပြီးတော့ရစရာမရှိတော့ခွေးပြစ်နေတဲ့ပုံစံမျိုးဖန်တီးပြီးတော့နေတော့ပုံမှာအပြစ်တွေပုံချတာနော်ဒီနေဒီမြန်မာနိုင်ငံမှာနေခဲ့တဲ့တစ်ချောင်းလုံးနေတော့ပုံမှာဘလောက်ထိမုံတီးနာကျင်နေသလဲဆိုတော့အဒီအငုံစိတ်တွေပို့တာပေါ့နော်ဒါဒါကိုပြောပြတာဟုတ်ပြီလားအာနောက်တစ်ခုဒီအနုပညာလောကကနေတော့နဲ့အပေါင်းအသင်းတွေပေါ့လေနော်နေတော့ရဲ့ဘော်ဒါတွေအနုပညာညီကောင်မောင်နှမတွေအကုန်လုံးအငုံစိတ်တွေကုန်ပို့ထွက်တယ်အကုန်ပို့ထွက်တယ် တကယ်ဆိုလို့ရှိရင်ဒီနေတိုးနဲ့ပတ်သက်ပြီးရုပ်ရှင်ထွက်လာတယ်ဆိုလို့ရှိရင်နေတိုးကိုအန်အိုရမှာကိုနေတိုးကိုတကယ်အဲမိတ်ဆွေလိုမျိုးတငယ်ချင်းလိုမျိုးနော်အကိုလိုမျိုးညီလိုမျိုးဘောဓာလိုမျိုးစိတ်ဆန်သဘောဓာရှိတယ်ဆိုလို့ရှိရင်ဟာငါကောင်နေတိုးကြီးဒီလိုကားတွေထွက်လာတာငါမယုံကြည်နိုင်ဘူးဒါတကူကူလိုမှားနေပြီဒီကောင်ကတော့ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာယုံကြည်တဲ့စိတ်ပြည့်ဝရှိရမှာနော်ယုံကြည်တဲ့စိတ်ပြည့်ဝရှိရမှာစောင့်ကြည့်ရမှာငါကောင်ကတော့ဖိအားပေးခံရပြီထင်တယ်ဒီကောင်ဒုက္ခနဲ့တော့တွေ့နေတယ် ီကောင်အခက်ခဲအကျက်လေးတွေရှိနေပြီဒီလိုစိတ်ကလေးတွေမွေးရမယ်အစားနော်အဲ့ဒီစိတ်တကောင်းမပေါ်မလာဘူးနော်နေတို့နဲ့ပေါင်းခဲ့ပြီးတော့ကပ်ဖားပြီးတော့နမေကြီးဖို့အတွက်နေတို့ကိုအမြင်ပြုပြီးတော့ဟာမင်းတို့တွေရုပ်ရှင်တွေရိုက်ခဲ့တယ်အောင်မြင်ဖို့အတွက်ကြိုးပမ်းခဲ့တယ်တကယ်တကယ်အဲဒီနေတို့ဘုံမှာလေးစားတယ်ဟာဒီကောင်ကငါတို့အနုပညာလောကရဲ့ဆံပြပဲဒီကောင်ဒီဒီလိုညင်ကိုစိတ်လေးစားတဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်ဒီကောင်နောက်ပဲမှာခံစားနေရပြီဒုက္ခရောက်နေပြီဆိုတာကိုကိုချင်းစာစိတ်နဲ့ကြည့်ရမှာပေါ့နော် ဒါအမှန်တန်ရေးကြည့်တယ်။အဲ့ဒီအကောင်းမြင်တဲ့စိတ်မရှိဘဲနဲ့တခါလေးနေတို့ကိုဆေးဖို့ဆန်းရှင်းလို့ဖို့ပါပြဿနာပေါင်းစုံဖန်တီးလိုက်တာနော်ပြဿနာပေါင်းစုံဖန်တီးလိုက်တာအဲ့ဒီအတွေးခေါ်တွေနဲ့နိုင်ငံရေးလုပ်လို့မရဘူးနိုင်ငံရေးဆိုတာအနစ်နာခံရတယ်စွန့်လွှတ်ရတယ်နော်စွန့်လွှတ်ရတယ်ဆိုတော့မင်းတို့အနုပညာလောကကနေတိုးရဲ့ပေါ်လာတယ်နော်အများကြီးပဲနော်ဗလိန်နေကြတာနော်အန်အော်နေကြတာဆိုတော့ပြောချင်တာကငါတို့နေတိုးမှန်တယ်လို့တော့မပြောတော့ဘူးပေါ့နော် မပြောဘူးနေတော့မှန်တယ်တော့ဖင်ပိတ်ပြီးညင်းနေတာမဟုတ်ဘူးဆိုတော့ငါတို့ကနေတော့ပုံမှာနားလေဒီကောင်ရဲ့အာဝတွေမဟုတ်ဘူးဒီကောင်ရဲ့စိတ်ဆန္ဒတွေရတာတွေလောက်တာမဟုတ်ဘူးဆိုတော့ကောင်းကောင်းနားလေအဲရိုမာစိုးမရရဇာလင်းတို့စိုးမရရဇာလင်းတို့နော်ဟိုမှာဒေါက်တာအေးမောင်တို့စိုးမရရဇာလင်းတို့နော်စစ်ကောင်ခင်းနဲ့ပေါင်းတဲ့ကောင်တွေငါတို့အတီးပြူတာပေါ့ရခိုင်လူတို့ကအတီးပြူတယ်ဆေးကြတယ်မင်းတို့လည်းဆေးတာပဲငါတို့ဘာမှမပြောဘူးလေနော်ကြိုက်တဲ့လောက်ဆေးကြမင်းတို့ ဘာမှမပြောဘူးဒါပေမဲ့နေတိုးတယောက်ကိုပဲဥတည်ပြီးတိုက်ခိုက်နေတဲ့အထဲမှာဒါကမဟုတ်သေးဘူးလေနော်သူ့ရဲ့လက်အောက်မှာငါတို့ကမင်းတို့မိဖတွေရောမလွတ်လပ်ဘူးလေနော်ဘယ်သူမှမလွတ်လပ်ဘူးတိုင်းသူပြည်သားတစ်ခုလုံးကဒုက္ခရောက်နေကြတယ်နော်ပြီးရင်နေတိုးကဒါမျိုးတွေပေါင်းလို့ဘာလို့ညာလို့မင်းတို့ရဲ့အယူအဆအနေကိုလေအထင်ရမြင်ရပြောကြတာမင်းတို့ရောအဲ့ဒီစစ်တပ်ကထွက်လာတဲ့အသုံးဆောင်တွေအစားအစာတွေနော် အကုန်လုံးသုံးဆွဲနေကြတာပဲเนาะလူငယ်တွေဆိုလို့ရှိရင်မိုးချောက်ရင်ဘီယာဆိုင်တွေမှာအဲစစ်တပ်ကထုတ်တဲ့ဘီယာတွေတောက်ပြီးတော့เนาะဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုအတင်းပြိုးလိုက်เนาะနေတိုးကိုအတင်းပြိုးလိုက်အတင်းတုံးလိုက်เนาะအပြီးလို့ရှိရင်မင်းအဲ့ဒီစစ်တပ်ကိုစစ်တပ်ကထုတ်တဲ့ဘီယာတွေတောက်ပြီးတော့စစ်တပ်ကိုလက်နဲ့ဝယ်ဖို့အထောက်ပံ့နေပေးနေကြတာမင်းတို့တွေเนาะအေးအဲ့တော့လုံငန်းရှင်တွေရောအများကြီးပဲเนาะစစ်တပ်ကိုအခွင့်ဆောင်နေရတာလည်းအများကြီးပဲအကုန်လုံးကဒီစစ်တပ်လက်အောက်ကနေမလွတ်မြောက်သေးရွယ်ကတော့သူ့အတွက်အထောက်ပံ့နေဖြစ်နေကြတယ်သူခိုင်းတာတွေလုပ်နေရတယ် စိတ်မပါရင်လုံနေရတယ်စိတ်မုန်းတွေထမ်းနေရတယ်ဟုတ်တယ်မလားဆိုတော့နိုင်ငံရေးအတွေ့အကြုံတွေကမင်းတို့ကအမတန်နှိမ့်ကြတယ်အမတန်နှိမ့်တယ်ဒါကြောင့်ရခိုင်တွေကဘာမှတော့မပြောသေးတဲ့အနေထားမှာမင်းတို့ကအရင်ဦးဆုံးပူပင်နေကြတယ်ဟောလေဟာဒီကောင်ဟာပလိန်နေကြတာအငုံစိတ်တွေပေါ်ထွက်လာပြီးတော့နေတော့တယောက်တစ်ယောက်ပဲဆေးကြဆိုကြမုန်းကြဟောပြဿနာတွေဖန်တီးကြတယ်ပြောကြတယ်နော်အများကြီးပဲနော်ဆိုတော့မင်းတို့ရဲ့မျက်နှာဖုံးတွေကွာကြွားတယ်နောက်တော့က ဒီကောင်တွေမင်းတို့တွေတကယ်နားရသေးပြီလို့ငါတို့ယုံကြည်ထားတာယုံကြည်ထားတာမင်းတို့ဒေါ်စန်းစုကြည်လက်ထက်မှာဖန်တီးခဲ့တဲ့နော်စစ်ပွဲတွေငါတို့ခံစားခဲ့ရတဲ့ဒုက္ခတွေကိုမင်းတို့နားလေပြီကိုချင်းစာပြီလို့ငါတို့မင်းတို့ကိုယုံကြည်ထားတာဆိုတော့ကွာမင်းတို့ဒီလိုမျိုးအပြစ်ပြောရမယ်ဆိုလို့ရှိရင်ပတ်သက်ရပတ်သက်ကြောင်းတွေကိုစဉ်းစားမယ်လေနော်နိုင်ငံရေးဆိုတာအကျိုးစီးပွားပေါ်မှာအခြေခံတယ်မင်းတို့ရဲ့ຫນွေဦးတူလိုင်းရေးအောင်မြင်ဖို့အတွက်ရခိုင်ပြည်သူတွေကိုစားပြုထားတဲ့အာရကတက်တော်က အများကြီးထောက်ပံ့နေပေးနေတယ်အများကြီးကူညီပေးနေတယ်နော်အများကြီးကူညီပေးနေတယ်ဆိုတော့လူဦးတိုလိုင်းရေးအောင်မြင်ဖို့အတွက်အာရခတက်တို့ကအများကြီးထောက်ပံ့တွေအကူအညီတွေနဲ့ဒီရှေ့ဆောင်လမ်းပြလုပ်နေတဲ့အနေထားမှာရခိုင်ပြည်သူတွေကိုမင်းတို့နှိပ်ကွက်မယ်ပြောပလိုက်မယ်ဆိုပလိုက်မယ်နော်အာဒါမျိုးတွေလုပ်ပလိုက်မယ်ဆိုတာအဲ့ဒါမှန်ကန်တဲ့အတွေ့အကြုံတွေမဟုတ်ဘူးမှန်ကန်တဲ့လမ်းစဉ်တွေမဟုတ်ဘူးနော်ဒါကိုသိရဟိုကောင်တွေနော်ထိုင်းနိုင်ငံကဟိုကောင်မင်းမင်းနောက်တော့ကောင်ရှိသေးတယ်အဲ့ဘာလဲအဲ့ကောင်နာမည်က ထဲမြတ်လာမသိဘူးเนาะအဲ့ဒီကောင်တွေအရင်ဦးဆုံးမင်းတို့မင်းတို့အရင်ဦးဆုံးမင်းတို့ပေါ်လာတယ်များပြီးတော့เนาะမင်းတို့အရင်ဦးဆုံးဗလင်းလိုက်ဆိုတော့မင်းတို့ဗလင်းလိုက်တဲ့ခါကျတော့မင်းတို့ရဲ့နောက်ကနလဘင်းလုံးတွေအကုန်လုံးမင်းတို့ပြောတဲ့အတိုင်းဖြစ်ကုန်နော်နောက်တော့မှအဲ့ဒီစီတူလားစီကိုစီလားနော်အဲ့ဒီထိုင်းကားကောင်နော်မင်းနောက်ပိုင်းဗီဒီယိုတွေမဟာရခိုင်ကျင်းနဲ့သွေးခွေးလုံးမရဘူးဘာမှညာနဲ့ရွှေချောင်းတွေမင်းရှောက်ပြောနေတာနော်မမီတော့ဘူးနော်မင်းတို့မမီတော့ဘူးအကုန်ဖြစ်သွားပြီမျက်နှာပုံးနဲ့ကွာသွားပြီ မြင်းတို့ဘုံတွေကွာသွားပြီဆိုတော့ကျွန်တော်အာရခတ်တက်တို့ကဒီလောက်အကူအညီပေးနေတဲ့ဂျားတွေကနော်အာအချိုးစည်းပွားတွေကိုမကြည့်ပြနဲ့အဲဒီလူကိုပြဿနာရှာလိုက်တဲ့ဟာကဘလို့တက်ရောက်သွားလဲဆိုတော့ယုံကြည်မှုတွေပြတ်သွားတာပေါ့စစ်ကောင်စီရဲ့ဝါဒဖြန့်တာအောင်မြင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့မင်းတို့ကတော့ကြားမှာယုံကြည်မှုတွေပြတ်သွားတယ်ယုံကြည်မှုတွေပြတ်သွားတယ်အဲဆိုတော့ယုံကြည်မှုတွေဘလောက်တော့ပြတ်သွားလဲဆိုတော့ မင်းတို့ဘိုလ်ချုပ်ထွန်းမြတ်နိုင်ကိုအာဒီမြန်မာနိုင်ငံရဲ့တချင်းချင်းမှာခေါင်းဆောင်ဖြစ်လာမယ်ဘာဘာညာညာနဲ့မင်းတို့ရှောက်ပြောနေတာတွေတော့မှစောက်ပို့ရဲဆိုတာမျိုးငါတို့စဉ်းစားသွားတာပေါ့နော်စဉ်းစားသွားတာပေါ့မင်းတို့ရဲ့အတွေးကိုတွေအဲမှာမင်းတို့လူပွေးစီကလူတွေလောက်ပဲအသိမပြုတယ်ဆိုတာငါတို့အဲ့လိုစဉ်းစားသွားတယ်နော်အပေါ်ရန်တွေဖြစ်သွားတယ်ဆိုတာအဲ့လိုထိစဉ်းစားသွားတယ်အဲဆိုတော့ဒါပေမဲ့ဒီအာရကတ်တို့ကတော့တကယ်စစ်တမ်းမှန်တယ်မင်းတို့ပုံမှာ မင်းတို့ကသာရင်ဒီနေတော့ပေါ်မှာတာဂက်ထားပြီးတော့ပြင်ပထားပြီးတော့ဆေးနေရတာမစာမနာပြောနေရတာ။ तू ဘယ်တော့တော့ခံစားနေရလဲ။ तू ဘယ်တော့တော့ဖိအားတွေပေးခံနေရလဲဆိုတာကိုမစင်စားဘူး။နေနေမှမစင်စားဘူးပြောကြတာ။တကယ်တော့လေဒီတဆယ်နှစ်ကွန်ရဲ့တူလန်ရေးမှာအာရိကတက်တို့ကရခိုင်တပြည်လုံးကိုသိမ်းမယ်ဆိုရင်သိမ်းလို့ရတယ်။သူတို့ဒီတဆယ်နှစ်ကွန်ရဲ့အစကနေပြီးတော့လေ2024ဒီဇင်ဘာမှာ15မျိုးဇက်တိတ်သိမ်းပြတာသူတို့တောက်လျှောက်သိမ်းတာ တမျိုးပြီးတမျိုးတမျိုးပြီးတော့အားရစရာကောင်းလိုက်တာတော့ခိုင်တပြေလုံးနေစဉ်နေတိုင်းဘုံတန်တဲ့တချင်းချင်းနဲ့ကောင်းကောင်းလိုက်တာတော့သူစင်္ကမျိုးတော့လျှောက်သိမ်းရအဲ့ဒီအချိန်မှာအဲ့ဒီအရခရေးဖို့တွေကယုံကြည်မှုတွေစိတ်ကြဲရေးရတယ်ဟိုအမြင့်ဆုံးအချိန်တွေမှာရှိတယ်နော်အမြင့်ဆုံးအချိန်တွေမှာစိတ်တွေကြောက်ပြုတ်ကိုထပ်ပြီးတော့ထိုးစစ်ထိုးမယ်အားသိမ်းမယ်အလောက်ထိပြည့်ဒါပေမဲ့အဲ့ဒီမှာဘိုလ်ချုပ်ထွန်းမန်နိုင်တော့ကအာသူတို့ဒီစိတ်တွေတောင်နေနေအကေစားနေသေးတယ်နော်ဒါပေမဲ့ဘိုလ်ချုပ်ထွန်းမန်နိုင်က သူရဲ့စဉ်းစားချက်ကဘယ်လိုလဲဆိုတော့ဒီစစ်တွေကြောက်ပြုတ်ကိုတင်းလိုက်ပြီဆိုလို့ရှိရင်အဲစစ်ကောင်စီနဲ့အာရခတက်တွေကြားမှာတိုက်ပွဲကပြီးသွားတယ်အဲဒီဘက်ကဆိုတရုတ်ဝင်လာမယ်အဲ့မှာဆိုလို့ရှိရင်အိန္ဒိယဝင်လာမယ်ပေါ့လေနော်သူအိန္ဒိယနဲ့တရုတ်ဝင်လာပြီးတော့အာရခတက်တို့ကကွန်ဖက်ဒရေးလာအာနော်ဒီဒီအဆင့်တွေတတ်မှတ်ပါပါညာညာဆိုရင်အဲစစ်ပွဲတွေရပ်ဆိုင်းလိုက်ပြီးတရုတ်တို့အိန္ဒိယတို့ကအာမခံချက်ပေးပြီဆိုလို့ရှိရင်အာစစ်ကောင်စီလည်းသူလည်းထုတ်ဆစ်စင်မှာမဟုတ်တော့နော်ဒါကရှိတဲ့ရပါရဲ့နော်ဘာလို့ဆိုစစ်ကောင်စီကတရုတ် နှခေါင်းပေါင်းနဲ့အသက်ရှူနေတာကိုတော့စိတ်ကောင်းစီကစိတ်ကောင်းစီနဲ့အာရခတ္တတို့ကြားမှာလေလိုမျိုးအဲစိတ်ပွေးတွေရက်စေးလိုက်ပြီဆိုလို့ရှိရင်ຫນွေဦးတော်လိုင်းကြီးကသွားပြီလေအညွန့်ကျိုးပြီနော်ဆိုတော့ဘောချောထွန်းမတ်နိုင်ကတခါလေးသိမ့်နိုင်ပေမဲ့အဲ့ဒီအချိန်မှာမသိမ့်ဘူးသူကဒီຫນွေဦးတော်လိုင်းကြီးမှာအာအထောက်ပံ့တွေပေးခြင်းလေမြန်မာပြည်သူလူထုလွတ်မြောက်ဖို့အတွက်သူကောင်းကောင်းကြီးအေးဒီအထောက်ပံ့တွေဆက်ပေးခြင်းဒီတွေ့လည်းပဲသူကဒီစိတ်တွေကြောက်ပြုတ်ကိုမသိနောက်တစ်ချက်ကဒီဟိုလေ ဲဒီတခြားသူတို့ရဲ့မဟာမိတ်တွေပေါ့သူတို့ရဲ့မဟာမိတ်တွေရဲ့စီရီဖီယာရှိုးကြဖို့အတွက်လည်းပဲဒီရှစ်တွေကြောက်ပြူကိုသူတို့မသိမ်းပဲခြံထားတယ်လို့လည်းအဲ့လိုလိုတော့သုံးသပ်လို့ရတယ်နော်အဲ့လိုလေးဖြစ်နေရှင်အများကြီးရှိတယ်ရှစ်တွေကြောက်ပြူဆိုတာ သူတို့ရဲ့လက်ခေါ်တွေကရေရေလိုလို့တော့ပြောလို့ရနော်သူတို့အာရခတက်တွေရဲ့လက်ခေါ်တွေကရေအဲဘေးရှင်မျိုးဆိုသူတို့တက်သိမ်းလို့ရတယ်အများဆုံးကြာရင်လင်းကားလာပေါ့နော်ဒါတော့ပဲလို့ပြောလို့ရတယ်ဆိုတော့အာဘိုချိုထရမန်ရဲ့စေတနာက ဒီမြန်မာတပြည်လုံးကစစ်အာဏာရှင်စနေကလက်အောက်ကနေလွတ်မြောက်ဖို့အတွက်သူကစဉ်းစားသွားတယ်အများကြီးစဉ်းစားသွားတာပြည်သူလူထုတွေကအေး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 နဲ့တအေးအေးနေတဲ့အခါကျတော့အာသူကိုလွတ်ယုံသွားလို့ရှိရင်နော်တမိုင်းလည်းမလှဘူးလေနော်တမိုင်းလည်းမလှဘူးအတကူကောင်းဆိုင်တာကြားတယ်ပေါ့နော်ဆိုတော့သူအဲ့လိုမလုပ်တကယ်စေတနာမှန်တယ်သူ့မှာလည်းအဲຫນွေဥတော်လိုင်းကနေပေါ့ပေါ့လာတယ်ဒီလက်နဲ့ကင်အင်အားစုတွေကလည်းပဲအဲဘုချုပ်ကိုအာကိုတကြီးနဲ့ ပူပေါင်းလာတဲ့လက်နက်ကင်အားစုတွေကအများကြီးပဲ20ကျော်လောက်ရှိတယ်ဖွဲ့ပေါ့နော်အဲ့ခါကြားလို့ရှိရင် तू မကြည့်လို့မရတော့ဘူးလေနော်ကြည့်ရမယ်ဒီစစ်တပ်ပြုတ်ကြဖို့တွေမြောက်ဦးကတော့ဟိုလူလက်ကိုလက်ရတော့ဒီတွက်လည်းပဲဒီစစ်တွေကြောက်လို့ဆိုတာကြံနေသေးတာပေါ့နော်ကြံနေသေးတာကြံနေသေးတာဆိုတော့အခုတော့ DNL ကတော့နားပါပြီနော်နားပါပြီညင်ချမ်းရေးယူသွားပြီပပညာဖြစ်လာပြီနော်ဆိုတော့တကယ်ဆက်လက်ပြီးတော့ຫນွေဥတော်လိုင်းကိုဥဆောင်ပါကဒီအရခတ်တက်တော့ပဲကြံတယ် အာရခတတ်တို့ပဲကြံမယ်ဆိုတော့မင်းတို့ဒီຫນွေဥတော်လိုင်းရဲ့အင်အားစုတွေကတော့အာအာရခတတ်တို့ကိုတေချာပေါင်းအလေးနဲ့ထားဖို့လိုတယ်နော်အာလေချာပေါင်းအလေးနဲ့ထားဖို့လိုတယ်အဲအတွေးကိုတွေမြင့်ဖို့လိုတယ်အတိုက်ကဖြစ်ခဲ့တဲ့သမိုင်းသင်ခန်းစာတွေကိုယူနိုင်ဖို့လိုတယ်ဒေါအောင်ဆန်းစုကြည်လည်းတဲ့မှာလည်းပဲမင်းတို့နိုဘယ်ဆုကြီးကင်ပြီးတော့စစ်တိုက်ခိုင်းတာလေမင်းတို့နော်ဒေါအောင်ဆန်းစုကြည်ရဲ့လက်ဝဲလက်ရမှာအာဒီအေနိုင်ငံရေးပညာရှင်တွေအသိပညာရှင်တွေမရှိဘူးမရှိတဲ့ခါကျတော့ ဟိုဒီနိုဘယ်ဆုကြီးခံပြီးတော့စစ်တိုက်ခိုင်းတယ်တော့နောက်ဆုံးတော့ဒေါအောင်ဆန်းစုကြည်လည်းပဲအဲ ICJ မှာတရားစွဲခံလို့ခံเนาะအာဖမ်းချပြီးတော့အခုမင်းတို့အမေလေဒုက္ခတွေရောက်ကုန်တယ်ဟုတ်လားဆိုတော့မင်းတို့ရဲ့မစင်မခြင်းတွေပြောတာတွေဆိုတာတွေเนาะနိုင်ငံရေးအတွေ့ကိုနေပြီးတော့အုံလိုက်ကျင်းလိုက်တယ်လှုပ်တဲ့အရာတွေကနောက်ဆုံးကိုယ့်ကိုပဲထိတာကိုယ့်ကိုပဲထိတာအဲအဲ့လိုမဖြစ်ဖို့အတွက်အရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ကလက်ရှိ ဒီစစ်ကောင်စီကဝါဒကတော့ဖြန့်ပါပဲเนาะလက်ရှိအချိန်ထဲမှာတော့သူရွေးကောက်ပွဲကိုသူအောင်မြင်အောင်တော့ကသူအကျင်းပဖို့တွေနီးမျိုးစုံတုံးပါပဲเนาะဟောပြည်သူလူထုကအကျန်းဖဲလို့ရရင်လည်းသူဖတ်ပါပဲเนาะအဲ့ဟိုနဲ့လာကြလက်ဝင်နှိမ့်စမ်းလို့ပြောရင်လည်းမင်းတို့ကသွားနိုင်ရမှာမင်းတို့အမေဖေတွေလည်းသွားနိုင်ရမှာเนาะအဲအဲ့လိုမျိုးတွေလို့ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီကြားထဲမှာလွန်ဆန်လို့မရဘူးဒါပေမဲ့ဒါကိုခံစားနေလို့မရဘူးကျွန်တော်တို့လုပ်ရမယ့်အလုပ်ကကျွန်တော်တို့ focus ထားမှာဒီစစ်ကောင်စီဘယ်လိုပြုတ်ကြမလဲဆိုတာကိုပဲ focus ထားမှာ နော်ပြီးသူထက်ကဟိုလူဒီလူမကောင်းတာတွေမျိုးတော့ပြောနေပေါ့အချိန်မရှိဘူးနော်အချိန်မရှိဘူးဟိုအချိန်မရှိဘူးအဲ့ဒီစစ်ကောင်စီဘယ်လိုပြုတ်ကြမလဲဆိုတာကိုပဲတာဂတ်ထားမှာဘင်းတို့ပြောပြောပါလမ်းမြောက်အလုံးနေပြည်တော်စီဘာဘာညာညာပြောပြီးတော့လေနော်အခုဘာလဲဟိုလူဟိုအပြစ်တင်ဒီလူအပြစ်တင်နေပြည်တော်စီကိုပဲတာဂတ်ထားမှာနော်အာတာဂတ်ထားမှာအဲ့ဒါအရေးကြီးတယ်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပလို့ပြီးသွားလို့သူ့ဟာသူ့သားမှာဒါပဲတက်လို့လို့အဲ့ဒါသူကိစ္စနော်မင်းတို့တကယ် focus ထားမှာကအဲ့ဒီကောင်ကိုပဲ အဲ့ဒီကောင်ကပဲရှင်းမယ်အဲ့ဒီစိတ်ဓာတ်ကပဲပြောင်းအောင်လုပ်မယ်ဆိုရဲအဲ့ဒီခံယူချက်ကိုနှလုံးသားထဲမှာနော်ဆွေးဆွေးမြေ့မြေ့ရိုက်သွင်းထားမှာတရင်တော့ရင်အဲ့ဒီကောင်ကငါဖြုတ်ချမယ်ဆိုရဲအဲ့ဒီစဉ်းစားချက်နဲ့ပဲရှင်းတယ်နေရမှာဒါအမှန်တန်ရေးကြီးတယ်ဆိုတော့မျိုးတူလိုင်းရဲ့နေပေါက်ပေါက်လာတဲ့လဲနေကင်အင်အားစုတွေကတော့ဟိုဘက်မှာအေနဲ့ပေါင်းပြီးတော့နော်ကပ္ပစာဖဲတွေကိုရောက်နေပြီနော်ကပ္ပစာ16တို့16တို့အမှအဲ့ဖဲတွေကိုစိုးရုံးမယ်ဆိုတော့အဲ့လောက်ထိစူးစမ်းနေတဲ့အချိန်မှာလဲတစ်ဖက်ကကြည့်မယ်ဆိုရင် UNG ကဟိုမှာနော် အန်ယူဂျီကလည်းပဲအဲအရခတ်တက်တို့ကိုဟိုနောက်ကျိုးဓာတ်နဲ့ထိုးနေတာကြည်ပါဦးမင်းတို့လုံးနေတဲ့လုံးရတယ်နော်ဟောအမတန်ဘယ်လိုယုံကြည်ရမလဲဆိုတာယုံကြည်ချက်တွေဟောလေနော်စဉ်းစားကြရတယ်အများကြီးပေါ့อืมဆိုတော့အဲ့ဒါတွေအဲအခုဖြစ်တဲ့ကိစ္စမှာအာသတိထားဖို့စင်ကြင်ဖို့ပြောနေတာနော်နေတို့ကိုမှန်တယ်ဆိုပြီးတော့ငါတို့ကဇွတ်မှန်တယ်မှန်တယ်မှန်တယ်လို့ပြောနေတာမဟုတ်ဘူးငါတို့ကနေတို့ကိုယုံကြည်တယ်ငါတို့နေတို့ကိုယုံကြည်တယ်မင်းတို့လည်းပဲအနုပညာ ညီကိုမောင်နှမချင်းချင်းကြားမှာလက်တွေ့လာတဲ့ဒီညီကိုတွေကိုကာကွယ်ပေးရမယ်ငါဒီကောင်ကိုယုံတယ်ငါတော့အတူတူလက်တွေ့လာခဲ့တာဒီကောင်ရဲ့ကိုချင်းသိက္ခာတွေကျင့်ဝတ်တွေကိုယုံကြည်တယ်သူလေးလှုပ်သိမ်းတဲ့လောက်လှုပ်ခဲ့ပြီးပြီပဲနော်အော်ရှေ့မှာဆန္ဒပြတာတွေဘာတွေနော်လူလူရှေ့ထွက်ခဲ့တာတွေသူလှုပ်ခဲ့ပြီးပြီလေဒီလောက်ပဲလုံနိုင်မှာပေါ့ဒါတွေကိုနားလေးကိုပြောပြနေတာအဲ့ဒါအရေးကြီးတယ်โอเคနောက်ပိတ်ဆက်မယ်ကျွန်တော်တော့နောက်တစ်ပိတ်ဆက်အောင်မယ်နောက်တစ်ပိတ်မှာခက်ကြမ်းကြမ်းပြောမယ်โอเค